CNA တဲ့ငါကိုနာတော်တော်ဆင်ကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းစတာလိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြွရဲ့1386ခုနဲ့တပေါင်းလားစုပ်17ရက်နေ့နောက်25ခုနဲ့မတ်လ24ရက်နေ့ CNA ရဲ့တနိဒာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့အာရခတော်ကရဲရွာလုံးချုံရဲ့အတွက်ဆိုပြီး စစ်တပ်နံတက်ရောက်မဲ့သူတွေခေါ်ယူဖို့လှုံ့ဆော်တာတွေရှိနေတယ်ဆိုတဲ့သတင်းတန်တွင်းနဲ့တောင်ကုန်းမှာမိုင်းနေမိလို့အရသာပြည်သူတို့အိုးထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းလေးချောင်းတခိုက်မှုတွေကြာကနေကော့တူးလေအစိုးရစစ်ဆေးမှုဘက်ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ KNU ပြောဆိုလိုက်တဲ့ထူးခြားတဲ့သတင်းတွေကိုဒီနေ့မှကြားမှာဖြစ်ပါတယ် ရမဆောင်အနေနဲ့ကြားမှာကတော့အရောခတတော်ကရရွာလုံချုံရဲ့အတွက်ဆိုပြီးစစ်တနန်းတက်ရောက်မဲ့သူတွေခေါ်ယူဖို့လှုပ်ဆောင်နေရရရှိနေဆိုတဲ့တင်ကိုကြားမှာပါရခိုင်ကအရောခတတော်ထိန်းချုပ်မှုအောက်မှာရှိတဲ့မြို့နယ်၁၄ခုမှာအရောခတတော်ကရရွာလုံချုံရဲ့အတွက်ဆိုပြီးစစ်တနန်းတက်ရောက်မဲ့သူတွေခေါ်ယူဖို့လှုပ်ဆောင်နေရရှိနေတယ်လို့ရခိုင်ဒေသခံတွေကပြောပါတယ် ဒီခေါ်ယူမှုကိုအာရောခတရောကလာမယ့်ဧပြီလအတွင်းမှာစတင်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့လက်ရှိမှာတော့စစ်တနန်းခေါ်ယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အသိပေးပြောဆိုတာစေယောင်းရင်လှုပ်ဆောင်တာစရတွေကိုစတင်လှုပ်ဆောင်နေပြီလက်ရှိမှာတော့စီးရင်ကောက်ယူတာတွေတော့မရှိသေးဘူးလို့အမည်မဖော်လိုတဲ့တန်တွန်းဒေတာခန့်တို့ကပြောပါတယ်လက်ရှိစစ်တနန်းတက်ရောက်ရမယ့်အသက်အရွယ်တွေကတော့အမျိုးသမီးတွေအနေနဲ့အသက်16နှစ်ကနေ35နှစ်အတွင်းနဲ့အမျိုးသားတွေဆိုရင်တော့ အသက်16နှစ်ကနေ55နှစ်အတွင်းမှာရှိတဲ့သူတွေကစစ်တပ်နဲ့တက်ရောက်ရမှာဖြစ်တယ်လို့ကြိုတင်အသိပေးပြောဆိုထားတဲ့အထင်းမှာပြောဆိုထားတာရှိတယ်လို့လည်းသူကပြောပါတယ်။ကြောက်တော်မျိုးနဲ့အတွင်းမှာလည်းအခုလိုရရွာလုံးချုံကြီးအတွက်ဆိုပြီးစစ်တပ်နဲ့တက်ရောက်ရမဲ့သူတွေကိုလိုက်လံစင်းကောက်တာတွေရှိနေပြီးအဲလိုစင်းကောက်ခံနေတဲ့အပေါ်မှာဒေသခံတွေအနေနဲ့စိုးရိမ်မှုတွေရှိနေရတယ်လို့လည်း အမီမဖော်လို့တဲ့ကြောက်တော်ဒေသခံအမျိုးသမီးတို့ကပြောပါတယ်အဲ့ဒါကြောင့်အရခတ်တော်အနေနဲ့လက်ရှိရွရလုံချုံကြီးအတွက်စစ်တမ်းတက်ရောက်ဖို့အတွက်ခေါ်ယူတဲ့နေရာမှာအတင်းအားမခေါ်ယူတာမဟုတ်ပဲစိတ်အားထက်သန်ပြီးစစ်မှုထမ်းအတွက်ဝင်ရောက်လိုတဲ့သူတွေကရွေးချယ်ပြီးခေါ်ယူတဲ့နယ်လို့လဲဒေသခံပြည်သူတွေကအကြံပြုပြောဆိုမှုတွေလည်းရှိနေပါတယ်။အဲ့ဒီလိုပဲမြေပေါ်မြို့နယ်အတွင်းမှာလည်းပြည်သူတွေအနေနဲ့ရွရလုံချုံကြီးအတွက်စစ်တမ်းတက်ရောက်ရမယ်လို့အရခတ်တော်ကပြောဆိုမှုတွေရှိပြီးတော့ လက်ရှိမှာတော့စီးရင်ကောက်တာမျိုးတွေလုံဆောင်တာတွေကိုတော့မတွေ့ရသေးဘူးလို့မြေပုံဒေသခံတို့ကပြောပါတယ်။လက်ရှိရဲရွာလုံးချုံရဲ့အတွက်ဆိုကစစ်မှုထမ်းခေါ်ယူဖို့လုံဆောင်နေမှုအခြေအနေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုသိရှိနိုင်ဖို့အတွက်အရခတ်တော်ပြောခွင့်ရဥခိုင်ဒုက္ခကို CNA အနေနဲ့ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။အရခတ်တော်ရဲ့အရာရှိတချို့ကတော့ကိုပြီကိုရွာလုံးချုံရဲ့အတွက်စစ်တပ်နဲ့တက်ရောက်ရမယ်ဆိုတဲ့စကားပြောဆိုပြီးနောက်ပိုင်းမှာ ဒေတာအတွင်းကစစ်သည်နံမတက်ရောက်လို့တဲ့ပြည်သူတွေဟာဒေတာတွင်ကထွက်ပြေးတိမ်းရှောင်ဖို့လှုပ်ဆောင်နေရတာရှိနေတယ်ဆိုတဲ့အတန်တွေကိုကြားနေရတယ်လို့လူမှုကွန်ရက်ဆက်မနာတွေမှာရေးသားပြောဆိုမှုတွေကိုလည်းတွေ့နေရပါတယ်ခင်ဗျာဆလဘီကြားမှာကတော့တန်တွဲနဲ့တောင်ကုတ်မှာမိုင်းနေမိလို့ရေးသားပြည်သူတို့အိုးထိခိုက်ဒဏ်ရာရခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပါ တန်တွဲနဲ့တောက်ကုန်းမြင်နယ်တွေမှာတိုက်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းကိုနှင်းမိပြီးတော့အရသာပြည်သူနှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ဒေသခံလူမှုကွန်ရက်ရဲ့အဖွဲ့တွေကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကတန်တွဲမြို့နယ်ရေဖြူအိုင်ကျေးရွာအတွင်းကကျေးရွာအနီးတစ်ဝိုက်မှာထင်းခွေသွားတဲ့မောင်ဆန်းဝင်းဆိုသူဟာစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကိုနှင်းမိကြတာကြောင့်မိုင်းပေါက်ကွဲပြီးညာဘက်ခြေောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိမိုင်းနှင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ရေဖြူအိမ်ကျေးရွာဟာ ငပလီမြို့မောင်ရွှေလေးရီတက်စခန်းရဲ့အနီးဝန်းကျင်မှာရှိနေတဲ့ကြေးရွာတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်တွေဟာအာရခတတော်ရဲ့ထိုးစစ်တွေကိုခုခံကာကွယ်နိုင်ဖို့အတွက်မြေမြုပ်မိုင်းတွေကိုအလွန်အကျွံသုံးပြီးထောင်ထားခဲ့တဲ့နေရာတွေကကြေးရွာတွေဖြစ်တယ်လို့လည်းတန်ရွဲဒီသခန်တွေကပြောပါတယ်။အဲဒီလိုပဲတောင်ကုန်းမြို့နယ်ရန်ကုန်ကြေးရွာအတွင်းကဥကြုံမြင့်ဆိုသူမှလည်းကြေးရွာအတွင်းကစီဆိုင်နဲ့ဆက်တင်ကြောင်းကြားလမ်းလျှောက်သွားစဉ်မှာစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနင်းပြီးတော့မိုင်းပောက်ကွဲက ညာခြေထောက်တစ်ဖက်ပြတ်ထွက်သွားကြရတယ်လို့လဲဒေသခံတရင်ရင်းမြစ်တွေစီကသိရပါဗျ။ရခိုင်ပြည်16မြို့နယ်တဲက14မြို့နယ်ကိုအရခတတော်ကအပြစ်သက်သိမ်းပိုက်ရရှိပြီးတဲ့နောက်မှာအရခတတော်ဟာမြို့ရင်းမန်းရှင်းလေးလှုပ်ဆောင်ပြီးနောက်မှာဒေသခံပြည်သူတွေကိုနေရက်အတွင်ပြန်လည်ဝင်နိုင်ဖို့အတွက်ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းအရခတတော်ဟာမန်းရှင်းလေးတွေနဲ့မိုင်းအသိပညာပေးလုပ်ငန်းတွေကို ဇက်တိုက်လှုပ်ဆောင်ပေးတာတွေရှိနေပေမဲ့ဒေသခံတွေအနေနဲ့မိုင်းနဲ့စစ်ကြက်လက်နက်ပောက်ကွဲမှုတွေကိုဇက်တိုက်ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။အဲနောက်ဒီမတ်လ17ရက်နေ့ကပင်19ရက်နေ့အထိကြောက်တော်မောင်တော်အန်မင်းပြားနဲ့တောက်ကုန်းမြို့တွေမှာစစ်ကြက်လက်နက်နဲ့မိုင်းပောက်ကွဲမှုတွေကြောင့်ဒေသခံပြည်သူကိုအူဒဏ်ရာရရှိခဲ့တာရှိခဲ့ပြီးတဦးဟာလည်းသေဆုံးခဲ့ရပါတယ်။ကုလသမဂ္ဂကလေးများရမငွေအဖွဲ့ကထုတ်ပြန်ချက်အရမြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့နောက်၂၄ခုနှစ်ဇန်နဝါရီလကနေစတင်ဘာလအထိကောက်ယူထားတဲ့စီးရင်တွေအရမြေမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တဲ့စစ်ကြလနဲ့ပျက်စီးတွေပောက်ကွဲမှုကြောင့်အရသားတေဆုံးတန်ရာရသူ889အထိရှိခဲ့တယ်လို့ပြောဆိုထားပါတယ်ခင်ဗျာဒီနေ့ထုံးလမှုရဲ့နောက်ဆုံးနေ့ကြားမှာကတော့လေကြောင်းတက်ခိုက်မှုတွေခြားကနေကော့တူးလေအစိုးရဆက်ဆံရေးဘွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ KNU ပြောဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ် စကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြာကနေကော်တိုးလေအစိုးရဆက်ဆံမှုဘွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကထုတ်ပြန်လာပါတယ်။ကော်ကရိတ်မြို့နယ်ကရင်ပညာရေးနယ်ယဉ်ကျေးမှုဌာနရဲ့ကော်တိုးလေအစိုးရဆက်ဆံမှုဘွဲကိုမတ်လ14ရက်နေ့မှာ NLR ကြာကနေသစ်ပင်ဝါပင်တွေအကြားအောင်မြင်စွာဖြည့်ဆို့ပြီးနိုင်ခဲ့တာလို့ဆိုပါတယ်။အဲဒီဆံမှုဘွဲကို KNU တာဝန်ရှိခေါင်းဆောင်တွေနဲ့ကျောင်းဆရာဆရာမတွေကပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ ကော်ကရိတ်မြို့နယ်ကရင်ပညာရေးနယ်ရင်ကျဲမှုဌာနရဲ့ကော်တိုးလေအစိုးရပညာရေးကျောင်းဟာကလေးလူငယ်တွေရဲ့အနာဂတ်ဘဝနဲ့ပညာရေးအတွက်စစ်ဘေးကျန်တွေကြားကနေခက်ခဲစွာတင်ယူလေ့လာခဲ့ရတယ်လို့လည်းထုတ်ပြန်ထားပါဗျ။ခရီးမြို့ထိုင်းချုပ်တဲ့မြေတွေမှာစစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေနေရာအနှံ့လှုပ်ဆောင်နေတယ်လို့ဒူးပလယာခရိုင်ကော်ကရိတ်မြို့နယ်အတွင်းမှာလည်း ော်လိုင်းပေါ်ပေါင်းတပ်တွေထိန်းချုပ်ထားတဲ့အာရှလမ်းမကြီးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်စစ်ကောင်စီဟာအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လူဝင်အားလက်နက်အင်အားများစွာဖြစ်တင်တာမြေပြင်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဝင်ရင်ကနေအစိမ့်မြင့် drone တွေလေရင်တွေနဲ့နေရအနှံ့နေစင်နဲ့အမျှပစ်ခတ်နေတယ်လို့လဲ KNU ကထုတ်ပြန်ထားပါတယ်ခင်ဗျာ ျွန်တော်တို့ CNA သတင်းနာရဲ့တနေ့တာ video သတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကရပ်ပြုအပ်ပါတယ်။နောက်နေ့ဒီမှာလဲ CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာချုပ်နိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလဲနေ့စဉ်စာမျက်နှာချုပ်နိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။